တရုတ်နိုင်ငံသားပိုင် GDID Hubo Industry ရဲ့ Company Limited အထည်ချုပ်စက်ယုံမှာမမျှတတဲ့အထည်ဆိုင်ချိန်တွေကိုတတ်မှတ်ဖိအားပေးချုပ်လုပ်စီခိုင်းတာလုပ်ငန်းခွင်အတွင်းနှုတ်နဲ့စော်ကားတာအပြင်ခန်းစား권တွေကိုပါဖြတ်တောင်းနေတယ်လို့မြန်မာနိုင်ငံကုန်ထုံးနဲ့စက်မှုလက်မှုအလုပ်သမားအဖွဲ့ချုပ် IWFM ကိုအလုပ်သမားတွေကပြောပါတယ် GTIG ဟူဘိုစက်ယုံမှာဂျင်းသားလိုတာမန်ထက်ခတ်ခဲတဲ့အထယ်တွေကိုချုပ်လို့ရပြီးအလုရှင်ကမတန်တဆစံချိန်တွေတောင်းခံနေတာလို့အလုသမားတွေကဆိုပါတယ်။စက်ယုံကအလုသမားတွေကိုထောက်ပံ့ခြင်းအပါအဝင်ဒေးဂျေတရက်ကိုကျက်1500ရပ်မှန်ခြင်း4000ကျက် ပေးချေထားပေမဲ့ရှောက်တခင်ခွင့်စေခွင့်နဲ့ခွင့်ခံစားခွင့်တွေကိုမပေးဘူးလို့အလုသမားတွေကပြောပါတယ်။ စက်ရုံမှာ WCC အဖွဲ့နဲ့ကုန်အမတ်တစိပ်ပတ် COC ဝန်ထမ်းတွေရှိပေမဲ့လေလုပ်ငန်းခွင်အတွင်အနိုင်ကျင့်မှုတွေဖြစ်ပွားနေပြီးနေနာသူတွေကိုစက်ရုံဘက်ကတတိပေးလက်မှတ်ထိုးခိုင်းနေတယ်လို့အလုပ်သမားတွေကပြောပါတယ် စက်ယုံအတွင်းအလုသမားတွေရဲ့လုတ်ကင်မှုတွေကိုတပ်ပုံရိုက်မှတ်တမ်းတင်ဖိအားပေးနေပြီးအလုသမားတွေကမရိုက်ဖို့ပြောဆိုတာကိုလည်းငါတို့စက်ယုံကအလုသမားတွေငါတို့ရိုက်ပိုင်ခွင့်ရှိတယ်ဆိုပြီးစက်ယုံပိုင်ရှင်ကတုတ်ပြန်ပြောဆိုထားတယ်လို့အလုသမားတွေကပြောဆိုထားပါတယ်စတံပါလာအတွင်းအကြံပြုစာဘုံးကနေတဆင်းရှောက်တခင်ခွင့်ဈေးခွင့်ပေးဖို့နဲ့ညလုံးပေါက် OT စင်းမာက ထမင်းဘူ3000ကျပ်နဲ့ လမ်းစီ2000ကျပ်ပေးဖို့အလုတ်သမားတွေကတောင်းဆိုခဲ့ပေမဲ့လည်းအလုတ်ရှင်ဘက်ကတော့လိုက်ရောဖို့ငြင်းဆန်ခဲ့တယ်လို့ပြောပါတယ်။ဒါအပြင်လုပ်ငန်းခွင်အတွင်းတောက်သုံးရင်နဲ့အင်တာတန့်ရှင်မှုမရှိတဲ့ပြဿနာတွေကိုပါနေစဉ်ကြုံတွေ့နေရတယ်လို့ GTIG Hubo စက်ရုံအလုတ်သမားတွေကပြောပါတယ်။ဒိမတ်နိုင်ငံအခြေဆိုင် Bestseller Group ပါ only နဲ့ Poland အခြေဆိုင် LPP group by reserve designated territory ကို GDIG Hubo Industry ရဲ့ company limited စက်ရုံကချုပ်လုပ်နေတာဖြစ်ပြီးတရုတ်နိုင်ငံသားပိုင်ဆိုင်ထားတာလို့သိရပါတယ်။အဆိုပါစက်ရုံဟာမင်းပန်တူဖရလန်ဝါတရာစက်မှုဇုံရွှေပြည်သာမြို့နယ်မှာရှိပြီးတော့လုတ်သား800ကျော်လုတ်ကိုင်းနေတယ်လို့အလုတ်သမားတွေကပြောကြားထားပါတယ်။ဒီမှာကတော့စိတ်မှာ